ုံပြတ်ကြတဲ့လက္ခဏာများတဲ့ကိုဝန်ပတ်တဲ့နှုတဲ့အချိန်မှာဗောနော်အထူးသဖြင့်ကိုဝန်အပတ်20မတိုင်ခင်မှာတဲ့ကိုဝန်ပြတ်တာတွေကပို့ပြီးတော့အဖြစ်များပါတယ်တဲ့ကိုဝန်ပြတ်ကြတာကမရှားဘူးဗောနော်30ရာခိုင်နှုန်းကနေ20ခိုင်နှုန်းလောက်ကတဲ့ကိုဝန်ပြတ်ကြတတ်ပါတယ်တဲ့လက်တွေကတော့ဒီထက်များနိုင်ပါတယ်တဲ့အမျိုးသမီးတွေကကိုဝန်ရှိတာကိုမတိလိုက်ပဲပြတ်ကြလို့သွေးဆင်းတာကိုရာတိလာတာနဲ့မားတတ်ကြပါတယ်တဲ့အများစုကတော့အကြောင်းရင်းမရှိဘဲနဲ့ကိုယ်ပြတ်တတ်ပါတယ်တဲ့ ဆန်းနှစ်ပတ်မတိုင်ခင်မှာကိုယ်ပြက်တာအများဆုံးပါပဲတဲ့ဒီလက္ခဏာတွေရှိနေလို့ရှင်ကိုယ်ပြက်ကြတာကိုတန်တရားဖြစ်ပါတဲ့မိမဲကိုကနေသွေးဆင်းတာသွေးဆက်လေးတွေကြတာခါနဲ့ဘိုက်မှာဆွဲညစ်ထားသလိုနာတာမိမကွာနေပြီးတော့သွေးလုံးသွေးခဲလေးတွေအဖတ်တွေဆင်းတာပဲဖြစ်ပါတယ်ဒီလိုလက္ခဏာတွေဆိုလို့ရှိရင်တော့ကိုယ်ပြက်ကြတဲ့လက္ခဏာဖြစ်ပါတယ်ဒီလိုမျိုးတွေဆင်းလာလို့ရှိရင်လည်းဘူးတန်းတန်းနဲ့ထည့်ပြီးတော့ဆံအောင်ကိုပြတဲ့အခါရယူသွားနိုင်ပါတယ်တဲ့ တက်ခွဲစစ်ဆေးပြီးခလေးလားဆိုတာကိုတဲ့အဲသိနိုင်ပါတယ်တဲ့တိထိုင်ရမှာကကွန်းနူးစင်ကတော်တော်များများကသွေးနည်းနည်းဆင်းတတ်တယ်ပေါ့နော်သွေးဆင်းနိုင်နဲ့မလန့်ပါနဲ့ဒါပေမဲ့စိတ်ပူရင်တော့ဆရာဝန်နဲ့ပြနိုင်ပါတယ်တဲ့တာမန်လှူရှားသွားလာတာခရရွလေးပြေးတာဆက်ပြီးစီးတာကွန်းမပြတ်တတ်ပါဘူးတဲ့လိမ့်ဆတ်ဆန်နာဓာတ်ရုပ်ပစ္စည်းတွေနဲ့မထီတွေးရတဲ့တာမန်အလုတ်လောက်တာတွေကားတဲ့ကွန်းကိုတဲ့မပြတ်စေပါဘူးတဲ့ အများစုကတဲ့ကလေးမျိုးပီဇာပုံမမှန်တာကြောင့်တဲ့ကလေးပြတ်ကြတာပို့ပြီးတော့များပါတယ်။ဒါကတော့ကိုယ်ပြတ်ကြတဲ့အကြောင်းရင်းကိုပေါ့နော်ပြတ်ကြစီနိုင်တဲ့အကြောင်းရင်းတွေကိုမူလေးကဖတ်ပြပေးတာဖြစ်ပါတယ်ပေါ့နော်ကိုယ်ကပုံမှန်အတိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီတရေသားလေးကမူမမှန်တဲ့အဲ့လိုမျိုးလက္ခဏာဖြစ်နေမယ်ဆိုလို့ရှိရင်အများစုကပြတ်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပုံရှိပြီဆိုလို့ရှိရင်ပထမ3လမှာအမျိုးသားနဲ့ရှောင်ကျင်ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့9လကျော်သွားတဲ့အချိန်မှလည်းမွေးတဲ့အချိန်အထိပေါ့နော်45ရက်အထိလည်းအညီစာနဲ့ရှောင်ပေးရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်မနော်ကွန်ပျက်ကြပြီလို့ရှိလို့ရှိရင်နော်အကျွင်းကြံနေနော်မကြံဖို့အတွက်နောက်ပြီးတော့တအိမ်အတွင်းပိုင်းနေတန့်စင်ဖို့အတွက်ဆိုလို့ရှင်နော်ပေါ့နော်အဲဒီဗီဂျနီတိမ်ကျမိုင်ဖြစ်စွာစီလေးတောက်ပီးလို့ရတယ်။ကုံပြတ်ကြပြီးတလားဆိုလို့ရှင်တောက်ပီးလို့ရတယ်။တအိမ်အတွင်းပိုင်းတန့်စင်တဲ့ယာတီမန်ဆိုတဲ့ဟော်မုန်းလည်းပဲထင်းကြီးစေတယ်။အဲဒီတော့ကြောင့်မလို့ဒီဆေးလေးကိုတောက်ဒါဆေးမဟုတ်နော်ဖြည့်စွက်စာ ဖြည့်ဆွတ်စာဖြစ်တာအတွက်ကြောင့်မလို့ဖြည့်ဆွတ်စာဆိုတာအာဇီလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးတောက်ပြရတာဖြစ်တယ်ဆေးဆိုတာကတော့ဥပမာဓာတ်ထိတယ်ဆိုလို့ရှိရင်ဒီအနာကိုကြက်အောင်ပြက်အောင်လို့တောက်ပြရတာဖြစ်တယ်ဖြည့်ဆွတ်စာကြတော့ကိုယ်ခန္ဓာကိုယ်မှာလိုအပ်တဲ့အာဟာရတွေလိုအပ်တာကိုဖြည့်ဆွတ်ပေးတဲ့အနေနဲ့တောက်ပြရတာဖြစ်တယ်ယာတိမမဟော်မုန်းလည်းပဲမညီမျှတဲ့သူတွေတဲ့အိမ်မတန်းတဲ့သူတွေတဲ့အိမ်တွင်းမိုင်းမှာတန့်ရှင်မှုအားနေနေတဲ့သူတွေအဲယာတိလာတဲ့ခါမှာအောက်တာတွေအဲ့လိုမျိုး တောက်ပေးပါတိန်အောက်တိန်နာတိန်ကైနောက်ပြီးတော့မပါတော့မိမကူမှုပိုးဝင် မှုပိုးဆွဲနော်နောက်စီလန်းချောင်းပိုးဝင်မှုပိုးဝင်အဲအဲ့လိုမျိုးလို့လည်းတောက်ပေးလို့ရရယ်နော်အဲကြောင့်မလို့အဖြူစင်းရရဲ့အနံ့ဆိုထွက်တဲ့သူလည်းတောက်ပေးလို့ရတယ်သူအတွင်းမှာတန့်စင်ပြီးတော့ရာဒီကိုမန်စီတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးစိတ်ချစာနဲ့ဖြူဆွဆာလေးကိုတောက်ပေးပါလူ channel ဆိုလို့ရှိရင်အမှုလေး Facebook စီမှာတိတိလိုက်ပရိုဆူနေမြင်ရရတယ်ဒါတူးမှအလုံး30ပါတယ်4200ကျပ်ဖြစ်ပါတယ်ထိုင်းဆိုလို့ရှိရင်350ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မူလည်းဖြစ်ပါတယ်